vini ajang piu vini ajang piu nyakang mong nyakang mong dang su ki ba ze dang su ki ba ze ta she jam ma ta she jam ma sai shan da sai shan da mo ya san da ki ba ze mo ya san da ki ba ze 一朵云呀，一朵云呀，面搭南疆，面搭南疆，西的娘在等我，西的娘在等我，泪眼挂，泪眼挂，天马山大脚瓦西，天马山大脚瓦西。 မြတ်ချမ်းသာမြတ်ချမ်းသာနိဗ္ဗာန်ရွာနိဗ္ဗာန်ရွာကြာရောက်ပါစေကြာရောက်ပါစေဝိနေဝိယံဝိနေဝိယံသုစေသုစေအတ္တယာကျောရှိစေတော်အတ္တယာကျောရှိစေတော်ဝိနေ2025ခုနှစ်စေတလာပိုင်း26ရက်နေ့ သမိန်လေးမှာထဝန်းနုံနော်ရဲ့မွေးနေ့မွေးနေ့ကိုအကြောင်းပြုပြီးတာကာလဒါနကုသိုလ်ပြုတယ်တိတာကုသိုလ်တွေစောက်တယ်တဲ့ဘာဝနာကုသိုလ်တွေပွားများတယ်မွေးနေ့ဓမ္မလက်ဆောင်အနေနဲ့တရားစကားအနည်းငယ်နာယူကြမယ်ဘောဓိမန္တေဝိရိယပါတေဟိ သီလပထဝီယံပဋိဌာယသတ္တာဟတ္ထေနကမ္မခယကရညာနံညာနာဖရတုံကဟေတောသဗ္ဗေအရဟတာတိအရဏံဟတတ္တာပိအရဟံဘောဓိမန္တေအပရာဇိတာပင်လေဘောဓိပင်ယင်မှာ ဝိရိယပါရိဝိရိယတေဟူသောခြေထောက်တော်ဖြင့်သီလပထဝီယံသီလတေဟူသောမြေကြီးပြင်မှာပဋိဌာယယတ်တေ၍သတ္တာဟတ္ထေနာသတ္တာတရားတေဟူသောလက်ဖြင့်ကမ္မခယကရံကိလေသာနှင့်ကံကိုကုန်စေတတ်တေညာနာဖရတ္တံ ညံတေဟူသောပေါ့စင်ကိုကဲတော်ကင်ဆွေ၍တပ်ပေအလုံးကုန်သောအလားကိလေသာအကံတောက်ဆန့်မှန်သမျှတို့ကိုဟတာပေဖြတ်တော်မူ၏ဣတိထောကြောင့်အရဟံအရဟမိန်တော်မူပါပေ၏ဘုံတော်ကိုပါထေမှာအရဟံဘုံတော်ရဲ့အတိတ်ပဲ မြတ်စွာဘုရားဟာဗောဓိမံတိန်အောင်းမှာဝိရိယတေဟူသောရှေတောက်ဝိရိယတေဟူသောရှေတောက်ဖြင့်သီလဆိုတဲ့မြေကြီးပြင်မှာရက်တရာတရားတေဟူသောလက်နံကံကိုကုံစည်တတ်တဲ့ဉာဏ်ပေါင်းစင်ကိုကန်ဆွေးပြီးတော့ကိလေသာအကန့်တောက်ဆန်သံတရာရဲ့အကန့်တောက်ဆန်ကို ချက်စီးတဲ့အတွက်ကြောင့် အရဟမိတော်မုံတဲ့တဲ့သီလပထဝီယံသီလတေဟူသော မြေကြီးပြင်မှာဦးဇင်းတော်အခုခိုင်နေတာကအိမ်ပေါ်မှာအိမ်ကဘေးပေါ်မှာရှိလေမြေကြီးပေါ်မှာမြေကြီးမရှိရင်အိမ်လေဆောက်လို့မရဘူးလူတွေလေရက်လို့မရဘူးတစ်ပင်တွေလေစိတ်လို့မရဘူး မြေကြီးမရှိရင်အလုံးအောက်ကို ပြုတ်ကျသွားနိုင်တယ်အဲ့ဒါလိုပဲသီလဟာလေမြေကြီးနဲ့တူတယ်တဲ့လူတွေအောက်ကိုပြုတ်ကျမသွားအောင်သီလကထိမ့်ပေးထားတယ်သီလမရှိတဲ့ပုဂ္ဂိုလ်ဟာအောက်ကိုပြုတ်ကျသွားနိုင်တယ်ဘိသုဗံဘဝမှာလည်းပဲအကျင့်သီလမရှိဘူးဂတိမတည်ဘူးဆိုရင်ဣတိပုဂ္ဂိုလ်ရဲ့ဂုံတိုက်ခါတယ် အောက်ကိုရောက်သွားတာပဲတန်တရာမှာလေးပဲသီလမရှိဘူးဆိုရင်လူရှမ်းသာနတ်ရှမ်းသာလူဘဝနတ်ဘဝတွေမှာမဖြစ်နိုင်ဘူးအောက်အပေကို ရောက်သွားနိုင်တယ်ဒါကြောင့်သီလဟာဘာနဲ့တူလဲမြေကြီးနဲ့တူတယ်သီလပထဝီယံဝရိယပါတိဟိပတိဋ္ဌာယံ ဝိရိယပါရီဝိရိယတေဟုသောရှေထောက်ဖြင့်ပဋိဋ္ဌာယရက်တေ၍ရှေထောက်ဆိုတာလူတယောက်ရက်ဖို့အတွက်အဓိကအရေးကြီးတဲ့အစိတ်အပိုင်းရှေထောက်ရှိမှရက်လို့ရမယ်ရှေထောက်ရှိမှရှေ့ကိုသွားလို့ရမယ်ရှေထောက်မှာမရှိဘူးဆိုရင်နေရာမှာရက်လို့လည်းမရသလို့ ရှေ့ကိုလည်းသွားလို့မရဘူးဒီဥပမာလိုပဲတဲ့ရှေ့တောင်းတဲ့တူတာကပါလဲဆိုတော့ဝိရိယကြိုးစားအထုံကြိုးစားအထုံမှုရှိမှသာလျင်အဲ့ဒီပုံကောဟာကိုယ်ရှိမြေနေရာမှာရက်နိုင်မှာရှေ့ကိုလည်းဆက်နိုင်မှာကြိုးစားအထုံမှုရုပ်ပလိုက်တာနဲ့ဘာဖြစ်သွားမှာလဲ ရှိမေရနေစေအခွင့်အရေးတွေအလုံးကိုလက်လွက်ဆုံးရှုံးသွားမှာဖြစ်တယ်လို့ရှေဆက်ဒီလိုပဲရှေဆက်ပြီးတော့လည်းပဲတို့တက်မှာမဟုတ်ဘူးဆက်လှမ်းနိုင်မှာမဟုတ်တော့ဘူးဒါကြောင့်တည်မြဲနေဖို့အောင်မြင်မှုတွေတည်မြဲနေဖို့နာမည်ကုန်တဲ့င်းတွေ နဂိုးအတိုင်ရှိနေစေဖို့ဒီထက်ဒီထက်တိုးတက်နေဖို့ကြိုးစားနေရမယ်ဝိရိယတွေနဲ့ဆက်ဆက်နေရမယ်ခြေထောက်ရှိမှခိုင်းသလိုခြေထောက်ရှိမှရှေ့ကိုတွားနိုင်သလိုကြိုးစားမှုရှိမှဒီမြေပါမယ် ေဒိုနန်ဆိုတာနာမည်တစ်ခုအနေနဲ့မြန်မာနိုင်ငံမှာရှိနေပြီးသားမန္တလေးနဲ့ရန်ကုန်ပြောင်းနေတယောက်စားကြရင်တော့မှဖုံမှုနဲ့ဂျေဒိုနန်ဒီလိုနိုင်နိုင်ပေးကြမန္တလေးကိုထိုးမှုလို့ခေါ်တယ်ရန်ကုန်သားကိုဂျေဒိုနန်လို့ခေါ်တယ်အဲ့လောက်ထိ တွင်ကျင်နေတဲ့မုန်တိုက်တစ်ခုသမင်လေတော်ရဲ့ အမေအဖေကြိုးစားကြလို့ယုံကံကြလို့ဝရိယနဲ့အားထုတ်ကြလို့ဒီလိုနာမည်ကုန်တဲ့တခုကိုရလာသာရသမီးတို့လက်ထက်မှာလည်းပဲဒီထက်ကုန်တဲ့ပြိုမနှံပန်းအောင်ဒီကုန်တဲ့အတိုင်းကြိုးစိုးနေအောင်ဆက်ဆက်ပြီးတော့လည်းပဲဝရိယဆိုတဲ့ခြေထောက်ကိုခိုင်ခိုင်ထားရမယ်ဟုတ်ရဲ့လားနော် သီလပထဝီယံပဋိဌာယသတ္တာဟတ္ထေနပဓာတရားတည်းဟူသောလက်ဖြင့်လူမလက်ရှိမှပဲယူလို့ရတယ်အနမဘလောက်ရှားတာရှားတာ လက်မရှိတဲ့သူကကောက်စက်လို့မရဘူးသူများပေးတာတောင်မှလှမ်းယူလို့မရနိုင်ဘူးဒီအတိုင်းပါပဲသာသနာဘလောက်ပဲထွန်းလဲနေထွန်းလဲနေ ဥသောပြုစရာတွေဘလောက်ထိများပြများပြပုပ္ပကိုရဲ့တန်တမသဒ္ဓတရားဆိုတဲ့ယုံကြည်မှုမရှိဘူးဆိုရင်ဥသောရပါမလားမရဘူးစိစဉ်ဥစ္စာတွေများနေပေမဲ့လည်းပဲစိစဉ်ဥစ္စာကိုဒါနကုသိုလ်အဖြစ်မပြောင်းပေးနိုင်ဘူးသဒ္ဓတရားမရှိခန္ဓာကိုရှိပေမဲ့ခန္ဓာထဲကအနှစ်သီလတွေမထုံးနိုင်ဘူး တရားတရားမရှိဘဝရှိတယ်ရှင်သန်မှုတယ်ရှိပေမဲ့လည်းပဲအဲ့ဒီရှင်သန်မှုကို အသုံးရှားပြီးတော့အနိစ္စဒုက္ခအနတ္တရေလို့ဝိပဿနာတရားမရှုနိုင်ဘူးဝိပဿနာကုသိုလ်ကို မရနိုင်ဘူးဘာမရှိလို့လဲအတာတရားမရှိလို့တရားကလက်ပေလေလက်ရှိမှယူလို့ရတယ်လို့တရားရှိမှကုသိုလ်ရတယ် မောဟပိုက်သောပညာရှောသည့်လူတို့ဥစ္စာများတွန်ပါလေမဟာသမောရေအဆုံးသောတောက်ထုတ်သုံးကြောဘေသူမျိုးမအကျိုးမရာဗန္တိတာတော်တနာမုံကနိညာပစေတွင်ထွက်ရေသောဘောရှင်အလုံးတောက်သုံးရှမ်းသာပြီးတွဲစွာရှင် ပညာမရှိတရားတရားမရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့စီးပွားဥစ္စာတွေဟာတဲ့မဟာသမုတ်ရေအစောက်တော်မဟာသမုတ်တရာမှာရှိတဲ့ရေလိုပဲအများကြီးဒါပေမဲ့သုံးစားမရဘူးတောက်ထုတ်သုံးလျှော့ဘေသူမျိုးမှအကျိုးမရဘသူတူတူယောက်မှသူ့အတွက်အကျိုးရလတ်တယ်ရမသွားဘူးမြဝေမအာနေတယ်ပို့ ိုမှရှိတဲ့ပိုင်ဆိုင်မှုသူ့ကိုမမျှဝဲကိုမှရှိတဲ့အသိပညာသူ့ကိုမမျှဝဲကိုမှရှိတဲ့လောက်အသူ့ကိုမမျှဝဲမမျှဝဲဘူးရှယ်ယာရင်းမလုပ်တဲ့အတွက်ကြောင့်သူ့မှရှိတာဒီသူ့အတွက်သာဖြစ်တယ်ဘသူအတွက်မှဖြစ်မလာဘူးတဲ့တဒါအာနေလို့ပန္တိတာတောတနာမောင်ကနေညာပစေ တွင်ထွက်ရေတော့ ဘောရှိအလုံးတောက်တုံးချမ်းသာပိတ္တစွာရှင်အညာရှိသူတော်ကောင်းတို့ရဲ့ဥစ္စာသရတရားရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့ဥစ္စာကြတော့နေညာပစေတွင်ထွက်ရဲတော်နေပဲနေပစေအောင်တွင်ကထွက်လာတဲ့ရည်ကြည်လိုပဲတောင်းလို့လည်းရတယ်ရှိုးရှိုးလို့လည်းရတယ် အင်းတွေတမင်းတွေရှက်လို့လေရတယ်ဘေးနေရာမဆိုးသုံးလို့အသုံးဝင်တယ်အသုံးကျတယ်သူများ အတွက်ဖြစ်တယ်ဒါကြောင့်တရားတရားမွေးရမယ်တရားတရားသည်လက်နဲ့တူတယ်သတ္တာဟတ္ထေနကမ္မခယကရဏညာနပရတုံကေတောကမ္မခယကရဏ ဤလေသာနှင့်ကံကိုကုန်စေတတ်တဲ့ညာနာဖရတုံညာတေဟူသော ပေါ့စင်ကိုကဟတ်တော်ဂိုင်ရွယ်ညာကိုမြတ်ဗုဒ္ဓကပေါ့စင်နဲ့တင်စားထားတယ်ပေါ့စင်ဆိုတာချင်းတွေကိုခွဲတယ်မာကျိုးတဲ့အရာတွေကိုဖြတ်တယ်ဒီတိုင်းပဲတန်တရာအကန့်တောက်ဆန်တွေကိုဖြတ်စည်းတတ်တာဒီအရှာမဟုတ်ဘူးညာလို့ခေါ်တဲ့ဝိဇ္ဇာ ဉာဏ်မရှိဘူးအသိပညာမရှိဘူးဆိုရင်ကိလေသာတွေကိုမပေဖြတ်နိုင်ဘူးတန်တရားအကန့်တောက်ဆန်တွေကိုမရှုဖြတ်နိုင်ဘူးဘဝရှိရင်ခန္ဓာရှိသည်ခန္ဓာရှိလျင်ဒုက္ခရှိသည်ကျုံနေရတာမှန်သမျှဒုက္ခသစ္စာပါတကားသူလေးမမြင်ငါလေးမမြင်ချမ်းသာတယ်ဆိုပေမဲ့လည်းတကယ်တမ်းတော့ဒုက္ခ နာကျင်နှိမ့်ဆက်ခံနေရပါတကားအနတ္တဂိတိခန္ဓာကိုယ်ကိုငါမပိုင်ငါနဲ့မဆန်းခန္ဓာသည်သူ့သဘာဝတိုင်းပေါ်ပြီးတော့နာနာပြီးတော့သိပြောင်းလဲနေပါဘို့တကားအစိုးမရပါဘို့တကားအနတ္တပါတကားဒီလိုမြင်တာကိုအမှန်မြင်တယ်သစ္စာအမြင်လို့ခေါ်တယ် မမြင်တာတခုကို မြင်တယ်လို့မြင်လိုက်ရင်အဲ့ဒါဒီအမှားမြင်ပဲအမှားမြင်ကိုအဝိဇ္ဇာလို့ခေါ်တယ်အမှန်မြင်တာကိုဝိဇ္ဇာလို့ခေါ်တယ်ဝိဇ္ဇာအသိဝိဇ္ဇာမျက်လုံးရှိမှသာလျှင်ဣလေသာတွေတန်တရာအကန့်တောက်ဆန်တွေကိုဖြတ်စီနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားက တန်တရာအကန့်တောက်ဆန်ကိလေသာတွေကိုဖျက်ဆီးတဲ့အခါဉာဏ်တည်းဟူသောပေါ့စင်ကိုကိုင်းပြီးတော့ဖျက်ဆီးတော်မူတဲ့ထို့ကြောင့်မြတ်စွာဘုရားသည်အရဟံဂုံတော်နှင့်ပြည့်စုံတော်မူပါပေတည်း